မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးလူသားချင်းစာနာမှုကဏ္ဍအတွက်မေအောင်လိုင်းနဲ့ဆွေးနွေးခဲ့တယ်လို့အာဆီယံဥက္ကဋ္ဌပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာနာသိန်းစစ်ကောင်းဆောင်မေအောင်လိုင်းနဲ့တွေ့ဆုံချိန်မှာငလီနောက်ဆက်တွဲလူသားချင်းစာနာမှုလုပ်ငန်းရှင်တွေအတွက်ဆွေးနွေးခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်ကထုတ်ပြန်ခဲ့ပါတယ် အရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့အလဲကျဥက္ကဋ္ဌတာဝန်ယူထားတဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဟာ AB 18ရက်နေ့တုန်းကထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ရှင်နာဝဲရဲ့စီစဉ်ပေးမှုနဲ့အတူဘန်ကောက်မြို့မှာမင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ဘန်ကောက် Rosewood Hotel မှာသက်စင်တက်ခဲနဲ့ညစာစားပွဲကိုတက်ရောက်ခဲ့တဲ့နောက်သူဟာငလင်နောက်ဆက်တွဲလူသားချင်းစာနာမှုလုပ်ငန်းစဉ်တွေအတွက်မင်းအောင်လိုင်းနဲ့ဆွေးနွေးခဲ့ကြောင်းမြန်မာနိုင်ငံရဲ့အခြေအနေကို အမြင့်ဆုံးပုံမှန်အနေထားရောက်ရှိစေဖို့ကအရေးကြီးကြောင်းအန်ဝါကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာဖျံအပြင်းမဂနီကျူ9.8အဆင့်ရှိငလင်ကြီးလောက်ခတ်ခဲ့ပြီးသုံးဘက်လောက်အကြာမှာအာဆီယံအလဲကျဥက္ကဋ္ဌမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တာပါစက်တန်အာနာသိမ့်ပြီးကလေးကအာဆီယံနဲ့နိုင်ငံတကာအတိုင်ဝန်ဟာမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်ကောင်စီနဲ့တိုက်ရိုက်ဆွေးနွေးမှုအများစုကိုထပ်ထောက်ထားခဲ့တာဖြစ်ပါတယ်သူနဲ့မင်းအောင်လှိုင်ကြားကဆွေးနွေးမှုတွေဟာပွင့်လင်းပြီးအပြုသဘောဆန်ခဲ့ကြောင်းအန်ဝါကဆိုပါတယ် ဆွေးနွေးတဲ့အကြောင်းအရာတွေထဲမှာယာယီကွင်စင်ဆေးရုံတစ်ခုထားရှိနိုင်ရေးကိစ္စလည်းပါဝင်ခဲ့ကြောင်းသူကလူမှုကွန်ရက်မီဒီယာ H မှာရေးသားခဲ့ပါတယ်။နောက်ပြီးမြန်မာနိုင်ငံမှာတကြံအပြီးအကျဉ်းသား4800လောက်လူငင်းချမ်းသာကွင်ရလာတဲ့ကိစ္စကိုလည်းအန်ဝါကချီးကျူးခဲ့ပြီးအတိတ်ပဲပြောရတဲ့လှုပ်ဆောင်ချက်တစ်ခုလို့သူ့ရဲ့ post ထဲမှာမှတ်ချက်ပေးထားခဲ့ပါတယ်။မင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့တဲ့ဆိုတာဟာအာဆီယံဥက္ကဋ္ဌနဲ့မလေးရှားနိုင်ငံက အာနာသိန်းစစ်ကောင်းဆောင်ကိုနိုင်ငံရေးအရာအတိမဲ့ပြုခဲ့တဲ့အထိပယ်မဟုတ်ကြောင်းငလင်ဘေးကြောင့်ဒုက္ခရောက်နေသူတွေကိုကူညီပေးဖို့အတွက်သာရည်ရွယ်တာဖြစ်ကြောင်းမလေးရှားလူတော်အမတ်တဦးဖြစ်တဲ့တန်ဟောင်ပင်က AB 18ရက်နေ့ကကြေညာချက် ထုတ်ပြန်ပြီးရှင်းလင်းခဲ့ပါတယ်။လူတွေရဲ့အသက်တွေကိုကယ်ဆယ်ဖို့လိုအပ်နေတဲ့အခြေအနေမှာနိုင်ငံရေးအရာဖြစ်တဲ့မဖြစ်တဲ့ဆိုတာတွေနဲ့တွေးဝေမနေတဲ့အကြောင်းသူကပြောပါတယ်။ နေအွန်လိုင်းနဲ့တွေ့ဆုံမှုဟာမြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်နဲ့အတိုက်ခံတော်လှန်ရေးအင်အားစုတွေကြားငြိမ်းချမ်းရေးဆွေးနွေးမှုအလားအလာတွေကိုညှိနှိုင်းမှုဖြစ်နိုင်ကြောင်းထင်ကြေးတွေလည်းထွက်ပေါ်ခဲ့ပေမယ့်ဒီကိစ္စနဲ့ပတ်သက်လို့တော့အန်ဝါကဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။မြန်အွန်လိုင်းနဲ့တွေ့ဆုံခဲ့ပြီးနောက်အန်ဝါဟာအမျိုးသားညီညွတ်ရေးဆိုရ NUG ကိုယ်စားလှယ်တွေနဲ့လည်း AB 16ရက်နေ့မှာဆွေးနွေးဖို့စီစဉ်ထားပါတယ်။အစောပိုင်းတုန်းကတော့တပ်စင်က အာဏာသိမ်းစစ်ကောင်စီနဲ့အတိုက်ခံတွေကြားမှာနိုင်ငံရေးအရဆွေးနွေးဖို့အခွင့်အလမ်း ်းနေရှိနေစေလို့ယုံကြည်ကြောင်းမှတ်ချက်ပေးထားခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အေအေထိန်ထိန်ထားတဲ့ငါးဖန်သမား90ကျော်ဘင်္ဂလားဒေ့ရှ်ပြန်ပို့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာရခတပ်တော် AA ဖမ်းဆီးထိန်ထိန်ထားတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖန်သမား95ဦးကို AB 16ရက်နေ့ကဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံပြန်လည်လွှဲပြောင်းလိုက်တယ်လို့ AA နဲ့နှီးဆက်တဲ့ဒေတာကန်တွေကပြောပါရတယ်။ စစ်ကောင်စီအုပ်ချုပ်တဲ့အချိန်ကဆိုရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာရခိုင်ပင်လယ်ပြင်မှာတကားမရှိဒါမရှိဝင်ရောက်ပြီးငါးဖမ်းခဲ့ကြတာပေါ့အခုတော့အာရခတပ်တော်ကကိုပိုင်နဲ့ကိုစနစ်တကျထိန်းခေါ်လာချိန်မှာရခိုင်ပင်လယ်ပြင်ထဲကိုဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုဖမ်းဆီးပြီးရင်သူတို့ကိုစနစ်တကျပြန်လည်လွှဲပြောင်းပေးနေတာပါဟုအာရခတပ်တော်အေအေနဲ့နှီးဆက်တဲ့မောင်တော်ဒေတာကန်တအူးကပြောပါတယ် အဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာပြီးခဲ့တဲ့ဇန်နဝါရီလကနေမတ်လအတွင်းမြန်မာနိုင်ငံရေပိုင်နက်ကိုဝင်ရောက်ပြီးငါးဖမ်းခဲ့ကြရာကနေအရခတတ်တော်အေအေကဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ရခိုင်ပြည်နယ်အခြေစိုက် American Bell News သတင်းဌာနကပြောပါတယ်သူတို့ကိုအရခတတ်တော်အေအေတာဝန်ရှိသူတွေကဘင်္ဂလားဒေ့ရှ်နေသားဆောင်တပ်ဖွဲ့လက်ထဲကိုတိုက်ရိုက်လွှဲပြောင်းပေးလိုက်တာလို့ဆိုပါတယ် ဒါပေမဲ့ငါးဖန်ပိုက်တွေနဲ့ဆက်လေတွေကိုတော့အရခတက်တော်အေကပြန်လည်ပေးအပ်တာမရှိဘူးလို့ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းဌာနတွေကရေးသားနေကြပါတယ်။ကီလိုမီတာ290ကျော်ကန့်ရှည်လျားတဲ့မြန်မာဘင်္ဂလားဒေ့ရှ်နေဆက်တလျှောက်ကိုအရခတက်တော်အေကတင်ပိုက်ထိန်းချုပ်ထားတာဖြစ်ကြောင်းသိရှိရပါတယ်။ နောက်ထပ်သတင်းတပုံအနေနဲ့ NUG ဝန်ကြီးချုပ်နဲ့ ASEAN ဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံပြီး ASEAN နိုင်ငံများနဲ့ဆက်ဆံရေးတိုးမြင့်ရေးမြန်မာပြည်သူများထံသို့လူသားချင်းစာနာမှုအကူအညီများပေးရေးဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမျိုးသားညီညွတ်ရေးဆိုရာ NUG ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့မလေးရှားဝင်ကြီးချုပ်အန်ဝါရောယနေ့အွန်လိုင်းမှာတဆင့်တွေ့ဆုံခဲ့ကြောင်း NUG ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အာဆီယံအလဲချောင်းဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟမ်ကယနေ့အေဗီလာ၁၈ရက်မနက်ပိုင်းမှာ တွေ့ဆုံမှုပြုလုပ်ခဲ့ကြောင်းအဆိုပါတွေ့ဆုံမှုတွင်အာဆီယံဥက္ကဋ္ဌနှင့်တကွာအာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်ဆက်ဆံရေးတိုးမြင့်ဆက်သွယ်ဆောင်ရွက်နိုင်ရေးအပါအဝင်မြန်မာပြည်သူများထံသို့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများထိရောက်စွာပေးပို့ဖြန့်ဝေနိုင်ရေးတို့နှင့်ဆက်လင်းသည့်ကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည် အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါကယမန်နေ့ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်အကြမ်းဖက်ဆဲကောင်းဆောင်မင်းအောင်လိုင်းနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးတွေ့ဆုံပွဲနဲ့ပတ်သက်၍နှစ်ဖက်စလုံးကအသေးစိတ်သတင်းထုတ်ပြန်ခြင်းမပြုကြကြောင်းသိရှိရပါသည်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မကွေးအချင်းထောင်တိုက်ခိုက်ခဲ့ရပြီးနောက် ိုင်ငံရေးအကျဉ်းသားကိုအောင်ခန့်ဦးခေါ်ပါလေးနဲ့ဦးဝင်းမြင့်လိုင်ခေါ်ကိုကိုလိုင်တို့ကိုစစ်ကောင်စီကအသက်အန္တရာယ်ဆုံးရင်ရသည့်အထိနှိမ့်ဆက်ညှဉ်းပန်းနေတဲ့တရင်ကိုတင်းဆက်ပေးပါမယ်။မကွေးတိုင်းမကွေးမြို့ဗဟုအချင်းထောင်ခေါ်တောင်းနေအချင်းကိုဒေါ်လာရေးအင်အားစုများကဝင်ရောက်တိုက်ခိုက်ပြီးနောက်နိုင်ငံရေးအချင်းသားကိုအောင်ခန့်ဦးခေါ်ပါလီနဲ့ဦးဝင်းမြင့်လိုင်ခေါ်ကိုကိုလိုင်တို့ကိုစစ်ကောင်စီကအသက်အန္တရာယ်ဆုံးရင်ရသည့်အထိဒဏ်ရာအပြင်းထန်ရရှိထားကြောင်းအချင်းထောင်နယ်နီးစပ်သူများကပြောကြားပါရယ် ဧပြီလ23ရက်နေ့ညပိုင်းမကွေးမြို့မကွေးရင်နံကျောင်းလမ်းဘေးရှိမကွေးဗဟုအချင်းထောင်ခေါ်ဒေါင်းလီအချင်းထောင်နဲ့မျက်နှာချင်းဆိုင်ရှိ MN25 ရဲတပ်ရင်းကိုဒေါင်းစစ်အောင် MPD ရဲ့တပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များလက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ထို့သို့တိုက်ခိုက်ခံရပြီးနောက်အချင်းထောင်အာဏာပိုင်များနှင့်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတပ်သားများကအချင်းထောင်တွင်ရှိနိုင်ငံရေးအကြမ်းသားများကိုအကြောင်းမေးရိုက်နှက်နှိပ်စက်ခြင်းတိုက်ပိတ်ထားကြောင်းဖေဒနိုပီရဲ့ခေါင်းဆောင်ဟောင်းကိုအောင်ခံဦးခေါ်ပါလီနှင့် NND ပါတီမှမကွေးတိုင်းတောင်တွင်းချင်းမျိုးနှင့်အမတ်နှင့်တိုင်းဒေသကြီးလွတ်တော်ကိုစလေဦးဝင်းမြင့်လိုက်ခေါ်ကုကိုလိုင်းတို့မှအတန်းအနေနဲ့စိုးရိမ်ရသည့်အထိအပြင်းထန်ဒဏ်ရာရရှိထားကြောင်းသိရပါသည် စားကားစားနဲ့ထောင်ပိုင်တွေကဒီလိုလားတိုက်တာဟာထောင်ထဲကလူတွေနဲ့ချိတ်ဆက်ပြီးဖြစ်တယ်ဆိုပြီးနှိမ့်ဆက်တာတကယ်ကဒီဖြစ်တဲ့အဖွဲကဒီမျိုးနယ်ကအဖွဲတွေနဲ့လည်းချိတ်ဆက်မှုမရှိဘူးဆက်ဆက်မှုမရှိဘူးသူတို့ကလှုပ်ချင်လို့လာလို့တာမှဒီထောင်ထင်းလူတွေကိုအညှို့နဲ့နှိမ့်ဆက်တာပေါ့ဒီလိုနှိမ့်ဆက်တာမှနိုင်ငံရေးအကျဉ်းသားတွေကိုပဲအဓိကဦးတည်ပြီးတော့ညှဉ်းပန်းနှိမ့်ဆက်တာနှိမ့်ဆက်ခံရတဲ့အထဲမှာအောင်ခံဦးခေါ်ပါလီက အဓိကနှိပ်စက်ခံရသူဖြစ်ပြီးအသက်အန္တရာယ်မှာစိုးရိမ်ရတဲ့အနေအထားတိဖြစ်နေတာဒုတိယတယောက်ကကိုလိုင်းလိုင်းပေါ့ဟုအချင်းထောင်တဲ့နှိစက်သူတို့ကပြောပါတယ်။ စေကောင်စီတပ်သားများ၏ညင်ပန်းနှိပ်စက်ခံရသောဖေဒနိုပီရက်ခေါင်းဆောင်ဟောင်းကိုအောင်ခန့်ဦးခေါ်ပါလေသည်ထောင်တန်း203နှစ်ကြာခံထားရပြီးဦးကိုကိုလိုက်သည်ထောင်တန်း183နှစ်ကြာခံထားရကြောင်းမကွေးဗဟုအချင်းထောင်ခေါ်ထောင်နေအချင်းထောင်တွင် NND ပါတီဝင်မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတိုင်းလွတ်တော်ဥက္ကဋ္ဌဦးတာတို့လည်းထိန်းသိမ်းခံထားရကြောင်းသိရပါသည် နိုင်ငံရေးသမားကိုသူတို့ကထောင်ချထားပြီးထောင်ချထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ထောင်ဆန်ချိန်ဆန်ညွှန်းနဲ့ထားရမှာထောင်ဆန်ချိန်ဆန်ညွှန်းနဲ့ထားရမှာဖြစ်တဲ့အတွက်တခုခုဖြစ်သွားရင်သူတို့ကတာဝန်ယူရမယ်။နောက်တစ်ခုကကြတော့အပြင်ကနေတော်လှန်ရေးအတိုင်ဝန်ကလာတိုက်ခိုက်တဲ့အခါမှာတိမ့်တီပဲဖြစ်ပါစေမတိမ့်တီပဲဖြစ်ပါစေဒါကသူတို့ကာကွယ်ရမယ့်အပိုင်းထောင်သားတွေနဲ့ဘာမှမဆိုင်ဘူးမဆိုင်မင်းနဲ့ထောင်သားတွေကိုညှိုးတဲ့ပုံစံမျိုးဖြစ်နေတာဒါကလုံးဝလက်ခံလို့မရဘူး။ဒါတွေကလူ့အခွင့်အရေးကိုကျူးလွန်နေတာဖြစ်ပါတယ်ဟု အကျင့်ထောင်တဲ့နေဆက်သူနိုင်ငံရေးသမားတအူးကပြောဆိုကြောင်းသိရှိရပါတယ်။